အစတီယာသူကစိတ်ဝင်စားကောင်းပါလေဒါပေမဲ့ကျွန်တော်လည်းဆရာစတီနေဆိုတာလေကျွန်တော်ဒီလောကကိုစားရအောင်ဖို့တက်လို့ဆရာစတီကအဓိကကြတာပေါ့အခုတစ်ခေါက်ကကျတော့လွတ်ဖို့ရခိုင်တော့90ရခိုင်တော့တေးကြတယ်ဆိုတော့သွားတဲ့ချိန်မှာဒီကားထွက်လာလို့ရှိရင်ကို့မှာဒီအပါပါတယ်ဆိုရဲစိတ်ကကျတော့ဟိုကဒီနော်ဒီတက်ပြကတော့ထွက်တဲ့ချိန်မှာဆရာစတီပါလာကျတော့မှဒါကျွန်တော်တို့ကဒီဝန်တာလာပေါ့ဗျာကျွန်တော်ဆရာတယောက်ကဒီနှစ်ဆန်းတရနေနှစ်တက်ကြီးမှာဒီလွတ်လာတယ်ဆိုတော့ဒါမင်္ဂလာလပါပဲလေအဲဆိုကျွန်တော်တို့ကလည်းဆရာထွက်လာတဲ့ပုံမှာကျွန်တော်တို့က ကျိုးဆိုပြီးတော့มาတာနှစ်တက်มาဆရာလဲနောက်ဖက်ဇက်ကားတွေရိုက်ဖို့အတွက်ねနောက်ထပ်ဒီသူရှစ်တဲ့အမှုပညာကိုဖန်တီးဖို့အတွက်ကျွန်တော်တို့ကဟိုခွန်အားတစ်ခု သူသွားပြီးတော့မှအရင်ဆုံးသွားပေးရတာပေါ့ဗျာအဲ့လဲပို့တဲ့ချိန်မှာလဲကောင်းအောင်မှလဲသူစကားရိုက်ဖို့အတွက်ပဲသူပြောနေတယ်ကျန်တဲ့သူအထက်မှာဘလို့ခံဘလို့ပုံစံအထက်မှာနေခဲ့ရတယ်ဆိုတာသူမပြောဘူးသူစကားရိုက်ဖို့ဒီထွက်လို့ရှိရင်သူဘယ်ကားလေးရိုက်မယ်ပြန်လှုပ်ပြီးတော့မှအဲ့ဒါလေးတို့သူအရင်လှုပ်မယ်ဆိုတော့သူစထွက်ကြတယ်သူအဲ့ဒါလေးတော့သူကိုယ်တော်ထဲမှာဒါပဲစဉ်းစားနေတာသူဒီအထက်မှာတွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုသူအိမ်ရောက်မှပြောတာကောင်းအောင်မှစတွေ့ကြတယ်ဒီရိတ်ရှိရိုက်ဖို့အကြောင်းနဲ့သူဇလန်းတွေဘလို့ဖန်တီးမယ်ဆိုတဲ့အကြောင်းပဲဒါပဲသူတောက်ချောက်ပြောတာအဲကျွန်တော်ပထမတစ်ချိန်ပေါ့ဒီ ဆရာဒီ၃လပိုင်းတော်လိုင်းနေမှာကျွန်တော်တက်မလို့နေမှာပေါ့အဲဒီဆရာစတီးတော့မယ်ဆိုကြောင်းတော့ပထမကျင်တော့ကျွန်တော်တော့စောင့်နေအဲ့ဒီကတော့မလွတ်လာဘူးပေါ့အဲဒီနစ်ဆန်တရက်နေကတော့ဒီ UST လွတ်ဖို့အတွက်ဒီတေချာလောက်ရှိတယ်ဆိုတဲ့ဟာလေကျွန်တော်တို့ကဒီ information လေးရထားတယ်ကြောင့်ပေါ့အဲ့ဒီမှာကျွန်တော်တို့ဒီသွားပြီးတော့မှကျွန်တော်တို့ဒီ UST ရဲ့အမျိုးသမီးနဲ့ကျွန်တော်တို့ဒီဘက်ကကျွန်တော်ဆက်ဖွဲ့နေပေါင်းပြီးတော့မှကျွန်တော်တို့ကဒီ insight မှာသွားကြိုးတာပေါ့ အဲကျိုးတဲ့နေရာမှာလဲသူကဘယ်လိုဖြစ်လဲဆိုတော့ကျိုးတဲ့နေရာမှာလဲဒီကျန်တဲ့ကျွန်တော်အမှုပညာအတိုင်းဝန်အားညီဟိုညီကိုမဟုတ်ညီကိုတွေကလည်းသူကသူတင်ကြပြီးတော့ရောက်ချလာတာပေါ့အဲညောင်စုံလူတွေစုံပြီးတော့လူတွေကဆရာစတီကိုသွားကြိုတဲ့ဟာမှာပြီးတော့ရှင်လေးနဲ့လူတွေစုံလာတာပါဗျာအဲဦးစတီကသူကစိတ်ဝင်စားတာကောင်းပါလေဒါပေမဲ့ကျွန်တော်နဲ့ဆရာစတီနဲ့ဆိုတာလည်းကျွန်တော်ဒီလောကကိုစားရအောင်ဖို့တကောဆရာစတီကအဓိကကြတာပေါ့ကျွန်တော်ဒီလောကလေးရောက်ဖို့တကောဆရာစတီကနေပြီးတော့ကျွန်တော်ဒီ ပေးယူဆိုတော့ဟိုကျွန်တော်ပေးယူတဲ့ဇာတ်လေးမှာသူကကျွန်တော်အရင်ဆုံးခေါ်ရရရနေပြီးတော့မှဒီလောကထဲကိုကျွန်တော်ရောက်ခဲ့တာပါအဲဒါပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်လက်ဦးစရာလည်းပြောလို့ရပါတယ်อืมဆိုရင်ရတာပေါ့ပထမတစ်ခေါက်ကကျွန်တော်တို့ကလုံးမယ်ဆိုကျွန်တော်တို့ကတွားလိုက်တဲ့အချိန်မှာ ကျွန်တော်ညနေအကုန်မနက်9:00နာရီလောက်တည်းကသွားလိုက်တော့ညနေ3:00နာရီကျွန်တော်နောက်ဆုံးကားရထွက်လာတဲ့အချိန်ကမပါလာဘူးမပါလာတော့စိတ်ထဲမှာတော့အာလွတ်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 နေတော့ဆက်ပြီးတော့စောင့်ကြည့်နေတော့နောက်ဆုံးဒီကိတ်ကလူတွေသွားပြီးတော့မှဒါကိုမီဆိုတဲ့အချိန်မှာဆရာစတီမပါဘူးဆိုတာဒီကြောင့်ကျွန်တော်တို့ကဒီဟိုစိတ်ထဲမှာတော့ဟိုဝမ်းနေတဲ့ပုံစံမျိုးနဲ့ပဲပြန်လာရတော့ပေါ့အခုတစ်ခေါက်ကကျတော့လွတ်ဖို့ရခိုင်တော့90ရခိုင်တော့တည်ကြတယ်ဆိုတော့သွားတဲ့အချိန်မှာဒီကားထွက်လာလို့ရှိရင်ကို့မှာဒီအပါရပါရဆိုတဲ့စိတ်က ကျွန်တော်ဟိုကဒီ you know ဒီတက်ပြကတော့ထွက်တဲ့အချိန်မှာဆရာစီးစီးပါလာကြတော့မှာဒါကျွန်တော်တို့ကဒီဝန်တာလာပါဗျာကျွန်တော်ဆရာတယောက်ကဒီနှစ်ဆန်တရနေနှစ်တက်ကြီးမှာဒီလွတ်လာတယ်ဆိုတာဒါမင်္ဂလာတစ်ပါးပဲလေအဲဆိုတော့ကျွန်တော်တို့ကလည်းဆရာထွက်လာတဲ့ပုံမှာကျွန်တော်တို့ကဒီကျိုးဆိုပြီးတော့မှာဒါနှစ်တက်မှာဆရာလည်းနောက်ဖက်ဇကားကြီးရိုက်ဖို့အတွက်နဲ့နောက်ထပ်ဒီသူရှစ်တက်အမှုပညာကိုဖန်တီးဖို့အတွက်ကျွန်တော်တို့ကဟိုခွန်အားတစ်ခု သူသွားပြီးတော့မှအရင်ဆုံးသွားပေးရတာပေါ့ဗျာအဲသူကားဝဆင်းလာတယ်သူကတော့ဟိုဒီအောက်ကကျွန်တော်ကဆက်စတီကိုကျွန်တော်ကစောင့်နေသူကလည်းကျွန်တော်ဘယ်နှမှာစောင့်နေပါဆိုတော့အထက်မှာကျွန်တော် information လေးရှိတော့သူပြောတဲ့နေရာမှာသွားစောင့်နေသူဆင်းလာတယ်အားလုံးပြောရှင်းပါပဲဒါပေမဲ့ဟိုတွေ့တဲ့ချိန်မှာတော့ one day one day one တာလေးတော့ဖြစ်သွားတာပေါ့ဖြစ်သွားတဲ့ချိန်မှာတော့ကျွန်တော်ဒီ light လဲပါပဲကျွန်တော်လည်းဆက်စတီကိုကျွန်တော်ဒီတောင်တောင်ဖတ်ပြီးတော့ပါပဲဒါဟိုပျော်ရွှင်ခြင်းနဲ့ one day ချင်းပေါင်းပြီးတော့မှဒါဆရာကိုဒါနှစ်တက်မှာဆရာကျိုးစိုးကျိုးစိုးတယ်ဆိုတော့ ပုံစံပေါ့ဆရာထွက်လာတဲ့ဟာကျွန်တော်တို့ဝမ်းသာပါတယ်ဆရာထွက်လာတဲ့အမှုပညာတွေကိုလုပ်ဖို့အတွက်ခွန်အားတစ်ခုဆရာကိုဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ကသွားပြီးတော့မှခွန်အားပေးတာပါဗျ။ तू ကဒီထွက်လာတဲ့အရင်တိုင်းပါပဲအရင်တိုင်းပဲ तू ကဆရာတော့အမြဲတမ်း तू ကဒီထွက်လာပြီဆိုတော့ तू ကအမှုပညာတွေကို तू လုပ်မယ်ဆိုတဲ့စိတ်က तू အထက်မှာတည်းက तू ကတော်တော်ပြောနေတယ်ငါထွက်လာလို့ရှိရင်ဘာရိုက်မယ်ဆိုတာ तू तू ကျွန်တော်တို့ဆရာစီမဲဇနီးဘောတော့တွေ့ရတဲ့အချိန်ကသူကဘယ်အားတွေပါလဲရိုက်ရှင်နေဆိုတော့သူကပြောနေတော့သူထွက်လာပြီဆိုတော့လည်းသူအော်လိုနဲ့မှာစပြောဖြစ်တာတော့သူရုပ်ရှင်ရိုက်မယ်အကြောင်းပဲ အဲကြာတော့တပည့်တွေမှာသူ့စီစီလုံးတပည့်တွေကသူ့ကိုဒီလိုမှလာကြိုးပါမလားအဲငါဆက်ရိုက်တဲ့အချိန်ကျလို့ရှိရင်ငါဘယ်လိုမျိုးဟိုခွန်အိုင်းနဲ့ဆက်ရမလဲလို့သူကတော့ပြောတာပေါ့ဒါပေမဲ့ तू ထွက်လာတဲ့အချိန်မှာတော့ तू အထဲမှာတော့အဲ့လိုစဉ်းစားမိတယ်ပေါ့ဒီထွက်လာတဲ့အချိန်မှာ तू အဲ့လို nutrient နဲ့လာပြီးခွန်အားပြီးတော့ကြောင့်မို့ तू မှာဒီနောက်တဲ့အမှုပညာကိုတွားဖို့အတွက်က तू မှာခွန်အားတွေအများကြီးရှိတယ်လို့ပြောတာအဲ့ဒါလေးတော့ကျွန်တော်ပြောပါတယ်ဗျာအဲ့ဒါရင်းမတော်ပါဘူးအာ तू လည်းဝမ်းသာပါတယ်ဟုတ်တယ်မိတ်ဆွေအများကြီးပဲတွားဖို့ဖြစ်တာဆိုတော့လေအဲ့ ူကတော့အဲ့လိုမထင်တော့ထွက်လာလို့ရှိရင်အာ तू အဲ့လိုဖြစ်သွားကြအောင် तू စီမှာ तू နာမလူတွေရှိပါမလားဆိုတော့ तू အဲ့လိုထင်ခဲ့တယ်ဒါပေမဲ့အပြင်မှာ तू ရောက်တဲ့ချိန်နဲ့ तू အထက်မှာတွေ့ရတဲ့ဟာမျိုးကဟိုကွာဟာမျိုးကြောင့် तू စိတ်ထဲမှာတော့ဟိုပျော်ရွှင်ခြင်းနဲ့သူ့ရဲ့ခွန်အားတည့်ရဖြစ်သွားတာပေါ့ ဆရာစိတ်တက်မှာပါလေသူစိတ်မှာလေဒါပေမဲ့တချို့ဟာကြီးကြလို့ရှင်တော့သူဝမ်းနေတာတွေတော့ရှိရသူဝမ်းနေတဲ့ဟာကြီးကြတော့သူကသူစိတ်ထဲမှာကြိတ်ပြီးတော့မှဟိုတပည့်တွေဒီသူသားမိတွေအကုန်လုံးသူ့ရဲ့သားမိတပည့်တွေမသိအောင်တော့သူကကြိတ်ပြီးတော့ဝမ်းနေတာတွေရှိတယ်ဒါပေမဲ့သူစိတ်ကသူကမှာပါလေဒီကျွန်တော်တပည့်တွေနဲ့သူအကုန်လုံးပေါ်မှာတော့သူကအမြဲတမ်းသူစိတ်တက်ဘယ်လိုပဲဖြစ်နေဖြစ်နေသူကစိတ်တက်မာကြောတဲ့ပုံစံပဲသူနေပါလေသူဘယ်တော့ပဲဝမ်းနေဝမ်းနေသူစိတ်ထဲမှာကြောက်တော့သူနေပါလေတွားတဲ့အချိန်မှာတော့ဒီဆရာကိုတော့ခေါ်တယ်ခေါ်ပြီးတဲ့အချိန်မှာကျွန်တော်ဟိုဆရာနဲ့ ကျွန်တော်ကားနဲ့တော့ခေါ်ပြီးသူ့အိမ်ကိုတန်လေးအိမ်ကိုကျွန်တော်လိုက်ပို့တယ်အဲလဲပို့တဲ့အချိန်မှာလဲကားအောင်မှာလဲသူစကားရိုက်ဖို့အတွက်ပဲသူပြောနေကျတဲ့သူအထက်မှာဘလို့ခံဘလို့ပုံစံအထက်မှာနေခဲ့ရတယ်ဆိုတာသူမပြောဘူးသူစကားရိုက်ဖို့ဒီထွက်လို့ရှိရင်သူဘယ်ကားလေးရိုက်မလဲအဲနောက်ပြီးသူရိုက်ထားတဲ့ကားတွေကိုအခုသူဘလို့ဒီထွက်ထွက်လာတဲ့ဒီထွက်လာပြီးတပတ်အတွင်းမှာသူဘလို့ဟိုဆက်လက်စားကားတွေရှိတယ်ပေါ့ကျွန်တော်တို့ဒီတေတုံးတာတို့ကျွန်တော်တို့ဒီဟိုနောက်ပထမဆုံးရိုက်ထားတဲ့ဒီနိုင်ငံကြီးတာနှစ်ပေါ့အဲ့ဒါတော့ကျွန်တော်တို့ ဒီပြန်လောက်ရမယ့်အပိုင်းလေးတွေရှိတာပေါ့နာမည်လေးတွေအဲ့ဒါလေးတွေတော့ तू ပြန်လောက်ပြီးတော့မှအဲ့ဒါလေးတွေတော့ तू အရင်လောက်မယ်ဆိုတော့ तू စထွက်ကြတယ် तू အဲ့ဒါလေးတွေတော့ तू ကိုယ်တော်ထဲမှာဒါပဲစဉ်းစားနေတာ तू ဒီအထဲမှာတွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို तू အိမ်ရောက်မှပြောတာကောင်းမှစတွေ့ကြတယ်ဒီရိတ်ရှိရိုက်ဖို့အကြောင်းနဲ့ तू ဇလန်းတွေဘယ်လိုဖန်တီးမယ်ဆိုတဲ့အကြောင်းမှဒါပဲ तू တောက်လျှောက်ပြောရတာဆရာစီနဲ့ကျွန်တော်ရိုက်ထားတာတော့ပထမဆုံးကျွန်တော်အပေးယူပေါ့အပေးယူပါကျွန်တော်ဆရာစီနဲ့ကျွန်တော်ဒီရုပ်ရှင်လောကလေးကိုစရောက်တဲ့ကားလေးပေါ့အပေးယူရှိတယ်အပေးယူပြီးလို့ရှိရင်ကျွန်တော်တို့ဒီငါတို့ဒီဆိုတဲ့ကားလေးတကားရှိတယ်ငါတို့ဒီကားပြီးလို့ရှိရင်ကျွန်တော်တို့အမေကြောင့် အမေကြောင့်ပြီးရတယ်ကျွန်တော်တို့ကဒီဘက်ကဟိုဒီတင်တုံးသားနောက်အချစ်ကျိုးဝိုင်းကျိစာတင်းနဲ့တုတ်တာတော့အဲ့ထဲမှာတော့ဟိုဒီကျိစာတင်းနဲ့တုတ်တာရဲ့ကျွန်တော်အချစ်ကျိုးဝိုင်းရတော့ကျွန်တော်တို့ဒီလက်ရှိ channel တွေကနေတော့ထွက်ရှိပြီးသွားပြီဖြစ်တော့အခုထွက်ဖို့ကြံတာတွေကတော့ကျွန်တော်တို့ဒီဆရာစီနဲ့ထားတဲ့ကားဆိုလို့ရှိရင်ကျွန်တော်အပေးယူရှိမယ်ငါတို့တွေရှိမယ်အမေကြောင့် အခုလက်တလောထွက်ဖို့ရှိမဲ့ဟာတော့ကျွန်တော်တို့မင်းကောင်းမြတ်မြတ်ပေါ့မင်းကောင်းမြတ်မြတ်ကိုကျွန်တော်တို့ကဒီတိုင်တယ်ကိုကျွန်တော်တို့ပြန်ပြောင်းထားပါတယ်အဲ့ပြောင်းထားတာတော့တဒေဆွဲအနံမင်းနဲ့ကျွန်တော်တို့ပြန်ပြောင်းထားတယ်အဲ့နံမင်းနဲ့ကျွန်တော်တို့ကဒီဟိုလာမဲ့ဂျုံတင်ရကြလို့ရှိရင်တော့ကျွန်တော်တို့ပြန်ပြီးတော့မှပြတ်သားဖို့ရှိပါတယ်ဗျအဲဆီယာစတီရဲ့ကမ်ဘက်ကတော့ဒီထိတ်ဆုံးသူကမ်ဘက်နဲ့ပြန်လာမဲ့ကတော့ကျွန်တော်ထင်ပါတယ်တဒေဆိုတဲ့ကားလေးနဲ့သူဒီ ရုပ်ရှင်ရုံပေါ်ကိုတက်ပြီးတော့မှ safety campaign အနေနဲ့ပြန်လာမှာပဲပြောပါတယ်သူဆရာထွက်လာကျွန်တော်ရဲ့လက်ဦးဆရာဖြစ်တဲ့ကြောင့်ကိုကျွန်တော် safety ဒီထွက်လာပြီးတော့မှသူပြန်ရရမယ့်အပိုင်းဒီမှာကျွန်တော်လည်းဒီတက်နိုင်တဲ့ဘက်ကနေတော့ကျွန်တော်ပန်ပေါ်ပါဝင်ပြီးတော့မှအားဖြည့်သွားမှာဖြစ်တော့ကြောင့်ကျွန်တော်လည်းပြောပါတယ်အားစုခံရတာပေါ့ဆရာ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 ဒါတပည့်ဆိုတော့ကျွန်တော်ပို့စုခံရတာပေါ့အဲပြောပါသလိုရှင်အဲသူများမှလည်းကျွန်တော်စုခံရတာပဲ အဲကိုမှလည်းကိုစုခံရတာပဲကျွန်တော်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကတော့ကြောက်စုခံရတာများတယ်အော်တချို့ဟာတွေဆိုလို့ရှိရင်အနီးကပ်နေပြီးတော့မင်းဒါလေးတော့ဟိုအဆင်မပြေဘူးလားဆိုတော့အလူတွေဖြစ်တာတွေများတာပေါ့အဲအဲ့တော့ကတော့လိလာတည်မှုဆဲဆိုတဲ့ကြောင့်ဟိုဆရာရဲ့ဟိုတချို့ဟာလေးတွေဟိုဆရာကိုကြောက်တဲ့စိတ်လည်းပါတော့ကျွန်တော်ဆရာဆရာစိတ်ကိုဆရာကိုကြောက်တဲ့စိတ်လည်းပါတော့ဆရာတခုခါတွေကြားလို့ရှိရင်ကျွန်တော်မှဟိုချက်ချင်းဟိုကြောက်တဲ့စိတ်ကောရှိန်တွေဟိုဒီဟိုဒီရိုက်ကူးရေးမှာရှိန်တဲ့ဟာတွေရောကျွန်တော်မှအဲ့လိုမျိုးဖြစ်ခဲ့တာတွေအများကြီးဒါပေမဲ့အခုနောက်ပိုင်းကတော့ဟို ဆရာရဲ့တန်တေမူနဲ့ဆရာရဲ့လေ့ကျင့်ပုံတွေကတော့ကျွန်တော်ဒီရုပ်ရှင်မှာတော့ကျွန်တော်အဆင်ပြေစွာနဲ့ကျွန်တော်လျှောက်လန်းနိုင်ပါပြီ။ဒါပေမဲ့အဲ့ဒါလည်းဆရာကျေးဇူးပါပဲ။အဲဒီဟုတ်အဲ့အဲ့တော့ကြောင့်ဆရာပြန်လာလို့ရှိရင်ဆရာကျွန်တော်ဒီဘက်ကကိုယ့်ကို confidence ရှိတဲ့အချိန်နဲ့ဆရာပြန်လာပြီးတော့မှပေါင်းဆက်မယ့်အချိန်ကျတော့ကျွန်တော်တို့ကတော့ဟိုဆရာနဲ့ကျွန်တော် confidence ရှိတဲ့အချိန်ဆရာပြန်ရိုက်မယ့်အချိန်နဲ့ပေါင်းဆက်ဖို့တက်ကတော့ကျွန်တော်တို့ကတော့ရင်ဖို့ဆရာပြုပါ